တင်းချောင်းရကျော်ကုန်ကြထားတဲ့တခြင်းအစ်တကဘယ်ရေးစားဟောင်းကိုမှမယူရထားကြောင်းအခုလိုဝင်ခံလာတဲ့ဝိုင်းစုပရိသတ်များအလုံးမင်းလာပါရှင်မြန်မာစတာပေ့ချ်ကနေပြလဲကြိုးစို့လိုက်ပါတယ် အခုလက်တလောဟင်းဝင်းရဲနဲ့ဆိုဖီးသစင်တို့ရဲ့မင်္ဂလာပွဲနဲ့ကွက်တီတိုက်ဆိုင်စွာထွက်ရှိလာတဲ့တချင်းအသေးကတော့ဟင်းဝင်းရဲကိုရည်ရွယ်ထားတာမဟုတ်ကြောင်းပြတ်သားစွာနဲ့ပြောလာတာကအစိုးရဝိုင်းစုခိုင်တိန်မှအစိုးရဝိုင်းစုခိုင်တိန်ရဲ့မတော်တဆဆိုတဲ့တချင်းအသေးကထွက်ရှိပြီးတော့ရပိုင်းအတွင်းမှာတင်ကြီးစုသူတန်းနဲ့ချီပြီးတော့အရန်ကိုအောင်မြင်နေပါတယ်။ဒါပေမဲ့တချင်းရဲ့အောင်မြင်မှုထက်လူတွေပူပြီးတော့စိတ်ဝင်တစားပြောနေကြတာကတော့ဒီတချင်းထွက်ရှိလာတဲ့အချိန်မှာပဲအလုံးလဲတီးကြတဲ့အတိုင်းမှာပဲအစိုးရဝိုင်းစုခိုင်တိန်ရဲ့ချစ်သူဟောင်းဖြစ်သူတေဥဆောင်ဟင်းဝင်းရဲနဲ့မင်းသမီးဆိုဖီးသစင် ို့ရဲ့မင်္ဂလာပွဲကျင်းပတဲ့အချိန်နဲ့ဒီသချင်းသစ်ထွက်ရှိလာတဲ့အချိန်ကကွက်တီဆိုသလိုတိုက်ဆိုင်နေကြရပါဒါကြောင့်လည်းပြည်သက်တွေကြောင့်မှဒီသချင်းကဟင်းဝင်ရံကိုရည်ရွယ်ပြီးတော့ထုတ်လိုက်တာလားတိုက်ဆိုင်မှုတသက်ပင်လားဆိုတဲ့ထင်ကြေးပြီးမှုတွေရှိခဲ့ပါတယ် ။ဝိုင်းစုခိုင်တရဲ့တခြင်းကိုလူတွေကြိုက်ကြတဲ့အဓိကအကြောင်းရင်းကတော့တခြင်းရဲ့အစားသားတွေပါပဲ။တစ္ဆာရှိသူတို့အတွက်ကမျက်ရည်ဖောက်ပြန်တဲ့ဒုရိုင်းအတွက်ပျော်ရွှင်မှုစသဖြင့်တစ္ဆာအဖောက်ခံလိုက်ရတဲ့မိန်ကလေးပရိသတ်တွေရဲ့ခံစားချက်နဲ့ထပ်တူကြပြီးတော့ရှင်နေကိုတိုင်းရိုက်ထိမှန်စေခဲ့ရအောင်ပါ။နောက်ထပ်အင်ရောစရာကောင်းတဲ့အချက်ကတော့ဒီတခြင်းရဲ့ production ပိုင်းမှာ ဝိုင်းစုကန်သိန်းရာဒီမတော်တဆသချင်းတပုတ်ထဲကိုဘယ်ကမှအကူအညီမပါပဲကိုပိုင်ငွေသိန်း600ကျော်ဒီအကောင့်ကျခံပြီးတော့ရိုက်ကူးထားတာဖြစ်တယ်လို့သိရပါတယ်။ဝိုင်းစုကိုယ်တိုင်ပြောထားတာကတော့သူကတခြားနေရာတွေမှာငွေကိုကက်ဆေးနဲ့တက်တယ်။နှမျောတက်ပေမဲ့သူရဲ့ပြိသက်တွေကိုအကောင်ဆုံးအသေးစမ်းတွေချပြခြင်းတဲ့အတွက်တချင်းနဲ့ပတ်သက်လာရင်အမှုပညာနဲ့ပတ်သက်လာရင်လုံးဝမနှမျောဘူးဆိုပြီးတော့သူရဲ့ခံယူချက်ကိုပြပြထားပါတယ်။ ဒါဟာပြည်သက်ပေါ်မှာထားတဲ့သူရဲ့စေတနာနဲ့ professional ကြမှုကိုပြသနေရပါပဲ။ဒါအပြင်ပြည်သက်တွေကတချင်းဟာတကယ်ပဲဟင်းဝေရန်ကိုရည်ရွယ်ခဲ့တာလားဆိုတာကိုသိချင်နေကြတာပါ။ ဝါစုခိုင်တဲ့နဲ့ဟင်းဝီရန်တို့ဟာအချိန်တစ်ခုကြာအောင်ချစ်ကြိုက်ခဲ့ကြပြီးတော့နောက်ပိုင်းမှာမိဘတွေသဘောမတူလို့လမ်းခွဲခဲ့ရတယ်ဆိုတဲ့အတန်တွေထွက်ခဲ့ပူပါတယ်။ဒါတင်မကသေးပါဘူး။ဝိုင်းစုရဲ့အရင်ကအယံအောင်မြင်ခဲ့တဲ့ယုံချင်းနေမောင်ရဲ့မတ်လောက်စရာတခြင်းတွေကဟင်းဝီရန်ကိုရည်ရွယ်ပြီးတော့စုထားတဲ့တခြင်းတွေဖြစ်တယ်လို့ပရိသတ်တွေကယနေ့ထိတိုင်ယုံကြည်ထားကြဆဲဖြစ်ပါတယ်။ ဒီလိုသမိုင်းကြောင်းတွေရှိခဲ့တဲ့အတွက်အခုဟင်းဝီရဲ့မင်္ဂလာပွဲအချိန်နဲ့မတော်တဆတခြင်းထွက်ရှိလာတဲ့အချိန်တိုက်ဆိုင်သွားတဲ့အခါမှာပရိသတ်တွေကတဟာရည်ရွယ်ချက်ရှိရှိလှုံ့ဆော်တာဖြစ်ရမယ်။ဟင်းဝီရန်ကိုတမင်ဆောင်မြောင်းပြောလိုက်တာဖြစ်ရမယ်ဆိုပြီးတော့အခိုင်အမာထင်ကြီးပေးခဲ့ကြတာပါ။ဒီလိုထင်ကြီးပေးမှုတွေအရင်များပြားလာတဲ့အခါမှာဝိုင်းစုခိုင်သိန်းကပြပြတသားရှင်းလင်းလာခဲ့ပါတယ်။ ဝိုင်းစုကသူမအနေနဲ့အတိတ်မှာရေစဟောင်းကိုရည်ရွယ်ထားတဲ့တခြင်းတွေဆိုခဲ့ဘူးတာမှန်ပါတယ်။ဒါပေမဲ့အခုထွက်ရှိလာတဲ့မတော်တဆဆိုတဲ့တခြင်းကတော့ဟင်းဝရံကိုရည်စုပြီးတော့လှုပ်ထားတာလုံးဝလုံးဝမဟုတ်ပါဘူးဆိုပြီးအတီလင်းရှင်းပြလာခဲ့ရပါဒါတိမ်မကသေးပါဘူး။ဝိုင်းစုကပရိသတ်တွေနောက်ထပ်ထင်ကြီးပေးမှုတွေမဖြစ်အောင်ကြိုတင်ပြီးတော့ရှင်းပြထားပါရည်။အဲ့ဒါကတော့မကြခင်မှာနောက်ထပ်တခြင်းအစ်စ်တစ်ပုဒ်ထွက်ရှိလာဖို့ရှိသေးကြောင်းအရင်ထွက်လာမဲ့တခြင်းတွေကလည်းဟင်းဝရံကိုရည်စုထားတာမဟုတ်ကြောင်းကြိုတင်ပြီးတော့အတီပေးပြောကြားထားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါဝမ်းစုခံတရအခုချိန်မှာအရင်ကားတက်ပို့ပြီးတော့လှပလာတယ်ပို့ပြီးတော့ထက်မြက်လာပြီးတော့သူ့ရဲ့အမှုပညာအလုပ်တွေကိုပြည်သက်အတွက်အကောင်းဆုံးဖြစ်အောင်ငွေကုန်ကြေးကြခံပြီးတော့စ조사နေရကိုတွေ့ရပါတယ်ပြည်သက်တွေကလည်းဒီလို조사မှုတွေကြောင့်ဝမ်းစုကိုအရင်ကားတက်ပို့ပြီးတော့အားပေးချစ်ခင်နေကြတာဖြစ်ပါတယ်ပြည်သက်ကြီးတို့အနေနဲ့ရောဒီမတော်တဆသချင်းကိုနားထောင်ပြီးကြပြီလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကျေးဇူးပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်